အားလုံးမင်္ဂလာပါဒီဗီဒီယိုလေးကကျွန်တော်ဆယ်လပိုင်းကျွန်တော်ဒီတာသမီးတွေရဲ့တလာတာကန်ဆိုးကောင်းလေးကိုသုံးသပ်ကျွန်တော်ရဲ့ဒီ terror နဲ့သုံးသပ်ပြီးတော့ဟောကြားပေးသွားမယ်ဗီဒီယိုလေးဖြစ်ပါတယ်တကယ်လို့မိတ်ဆွေရာဘေးရင်ယုံကြည်တဲ့လူတယောက်လည်းဖြစ်တယ်ကျွန်တော်ဒီတာသမီးလည်းဖြစ်တယ်ဆိုရင်ကိုယ့်ရဲ့တလာတာကောင်းချင်ဆိုးခြင်းတွေကိုဝေဖန်ပိုင်းခြားဆင်ခြင်နိုင်ဖို့အတွက်ကျွန်တော်အခုဒီဗီဒီယိုလေးကိုရိုက်လိုက်ရခြင်းဖြစ်ပါတယ် ကျွန်တော်တော့အဘမင်းနေကရေတပည့်ဆရာစောင်းတော်ဖြစ်ပါတယ်မိတ်ဆွေတို့ကိုအမြဲတမ်းကျွန်တော်ဘေးရင်ရေတရိုင်နဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးနေဆရာတယောက်လည်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဟောကြားမှုတွေကိုနှစ်သက်မှုရှိတယ်ဆိုလို့ရှိရင်ကျွန်တော်အကောက်ကို follow လုပ်ပေးထားခြင်းအပြင်နေ့စဉ်နဲ့မျှကျွန်တော်တင်ဆက်ပေးနေတဲ့ဘေးရင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိရှိခွင့်ရပါဖြစ်ပါတယ်အဲ့တော့ဒီနေ့ကိုကျွန်တော်တနေ့လာ oh sorry ကျွန်တော်ပြည်သားသမီးတွေအတွက် เนาะဆယ်လပိုင်းအတွက်တက်လာတာကိုစတင်ခေါ်လိုက်ရအောင်ပေါ့ပေါ့ဥဆုံးအနေနဲ့ကတော့ January တာသမီးတွေရဲ့ကိုယ်ပိုင်လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်ဒီကာလမှာစက်သူ share မိတ်ဆွေအပေါင်းအသင်းစီးပွားရေးနဲ့ပတ်သက်ပြီးတော့ကိုယ်ညီဖိမမှုကောင်းနေများစွာရရှိလာနိုင်တဲ့အချိန်ပိုင်းကြတစ်ခုဖြစ်ပါတယ်ကိုလုံနေတဲ့အလုပ်ဟာအရင်ကတည်းက customer တွေများလာမယ်အရင်ကတည်းကကိုယ့်ရဲ့အလုပ်ကိုတခြားသောသူတွေကဝယ်ခြင်းစိတ်လာခြင်းစိတ်ဖြစ်ပေါ်လာတဲ့အချိန်ဒီအပိုင်းကြလို့ကျွန်တော်ရဲ့ကတ်က ဖော်ပြထားခြင်းဖြစ်ပါတယ်။ဒါကြောင့်မလို့ကိုရောင်းတဲ့ပစ္စည်းကိုလုံနေတဲ့အလုပ်ပေါ်မှာတည်တည်ထကြကောင်းမွန်လုပ်မယ်ဆိုရင်ကံထောက်ပံ့ကောင်းနေများစွာဒီထက်ပုံမှုပြီးတော့ရရှိလာနိုင်ပါတယ်။တခုပြောချင်တာတော့ဒီလိုကာလမျိုးမှာအလုပ်လုပ်တဲ့အခါမှာအတက်နိုင်ဆုံးစကားကိုနူးနူးညံ့ညံ့ချွတ်ချွတ်သားသားပြ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 နဲ့ပြောဆိုပြီးတော့စိတ်ရှိတီးခံမှုအတွက်လိုအပ်ပါတယ်။ဒီလိုမျိုးနေထိုင်မယ်ဆိုရင်လက်ရှိကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေဟာအကောင်းဘက်ကိုဦးတည်လာနိုင်တဲ့အချိန်တွေပိုင်းခြားများစွာတွေ့ရှိနေရပါတယ်။ နောက်တစ်ခုကတော့ငွေကြေးကိစ္စရင်းနဲ့ပတ်သက်တဲ့အပိုင်းပါငွေကြေးကိစ္စနဲ့ပတ်သက်တဲ့အပိုင်းမှာလုပ်ငန်းကိစ္စအဆင်ပြေမှာတော့ငွေကြေးကိစ္စကလည်းသူ့ဟာသူအထိုက်လျောက်တော့အဆင်ပြေလာမယ်ဆိုတဲ့အပိုင်းချမျိုးဖော်ပြထားတယ်ဒါပေမဲ့ဝင်လာတဲ့ငွေတွေဘာကြောင့်ကုန်လဲဆိုတော့ငွေမဝင်ဘူးပြောတယ်အာပြောတာမဟုတ်ဘူးเนาะငွေဝင်တယ်လို့ပြောတယ်ဒါပေမဲ့အဲ့ဒီငွေတွေပြတ်ကုန်နိုင်တဲ့နည်းလမ်းဟာဒီကက်မှာဖော်ပြထားခြင်းဖြစ်ပါတယ်အဓိကမိသားစုရေးရာကိုညီငယ်ညီမငယ်တွေစသဖြင့်ကိုသားသမီးတွေကြောင့်အာငွေကုန်ကြေးကျပြန်လည်ပြီးတော့ဖြစ်ပေါ်တတ်ပါတယ် ဆိုတော့တစ်ဖက်မှာငွေဝင်နေကိုယ့်ရဲ့အိမ်တော်ကြီးကိစ္စရင်းနဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့နည်းနည်းလေးထင်ထားတာထက်ငွေပုံပုံပြီးတော့ကုန်ဆုံးမှုများနေတတ်တယ်ပေါ့နော်ငွေကုန်မှုပေါ့နော်တစ်ဖက်မှာလည်းလုပ်ငန်းကိစ္စရင်းနဲ့ပတ်သက်ပြီးငွေမဝင်တာမဟုတ်ဝင်နေပုံမှန်တသိန်းဝင်လို့9000စုလို့ရမယ်ဆိုရင်အခုတသိန်းဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်3000လောက်2000လောက်ပဲစုလို့ရတယ်ဆိုတော့ပုံစံမျိုး Sorry ပါခဏဖုန်းလာလို့နည်းနည်းလေး ဖြတ်တောက်နေဖြစ်သွားတယ်ဆိုရင်ခွလုတ်ပေးပါအဲ့တော့ကျွန်တော်ငွေကြေးကိစ္စပြီးသွားလို့ရှင်ကျမ်းမာရေးကိစ္စပါအမှန်တမ်းပြောရင်တော့ဒီကျမ်းမာရေးကိစ္စရင်းနဲ့ပတ်သက်တဲ့အပိုင်းမှာတော့ကျော်ပရိသသမီးတွေသွေးသားနဲ့ပတ်သက်တဲ့အပိုင်းနဲ့အားနေပါတယ်အမျိုးသမီးမှာလည်းသွေးသားနဲ့ပတ်သက်တဲ့ပြဿနာတွေအမှအမျိုးသားမှာဆိုရင်သွေးအားနေတာသွေးတို့တာစသဖြင့်သွေးနဲ့ပတ်သက်တဲ့နော်သွေးမတန်တာတွေစသဖြင့်ပေါ့နော်ဒီလိုမျိုးသွေးသားနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ယောဂလက္ခဏာတွေဖြစ်ပေါ်ဖို့အတွက်လွယ်ကူပါတယ်ဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့သွေးသားနဲ့ပတ်သက်တဲ့အပိုင်းကိုကိုယ့်အကိုသတိထားစင်ကြင်ပြီးနေထိုင်မယ်ဆိုရင်ကျန်းမာရေးကိုယ့်အတွက်ကောင်းမွန်လာနိုင်ပါတယ်နောက်တစ်ခုကတော့တွေ့ကြုံလာမယ်ကျွန်တော်ရဲ့အခြေအကျိစရိုင်းနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်အခြေအကျိစမှာတော့လူငယ်တဘောတဘာဝချစ်ကြိုက်တဲ့ဆိုတဲ့အပိုင်းကဏ္ဍမှာတော့ဘာမှပြဿနာမဖြစ်ပေမဲ့လည်းခဏပြောတော့ကိုယ်အိမ်နဲ့မိတ်ဆက်ပေးမဲ့အပိုင်းနေเนาะအတိပေးမဲ့အပိုင်းနေမှာတော့နည်းနည်းလေးအချိန်စောလုံးနေတယ်လို့ပြောချင်ပါတယ် ဆိုလိုချင်တာကဗျာဒီလိုကာလမျိုးမှာကိုယ့်ရဲ့ချစ်သူကြီးစားတွေကိုကိုယ့်ရဲ့အိမ်နေနဲ့မိတ်ဆက်ပေးမယ်ကိုယ့်ရဲ့ညီကိုတွေနဲ့မိတ်ဆက်ပေးမယ်ကိုယ့်ရဲ့အပေါင်းအသင်းမိတ်ဆွေတွေနဲ့မိတ်ဆက်ပေးမယ်ဆိုရင်မသိတော့တည်းဘူးဘာဖြစ်လဲဆိုတော့မလိုလားတဲ့အနှောက်ရှက်တွေကအားရကနေတဲ့လာနေတဲ့အတွက်ကြောင့်မလို့ကိုယ်တွေနှစ်ယောက်ချစ်နေတာကချစ်နေတဲ့အတိုင်းပဲထားပါဆိုတော့မိသားစုကိုအတိပေးတာမျိုးအတငယ်ချင်းတွေနဲ့မိတ်ဆက်ပေးတာမျိုးတခြားကိုတိကျွမ်းနေတဲ့လူတွေနဲ့ခင်မင်ပသက်မိတ်ဆက်ပေးတာတွေဟာတက်တနာတွေကိုအစပြုလို့ လက်ရက်ခေါ်လို့ဖြစ်နေတတ်ပါတယ်ဒါကြောင့်ဒီလိုကာလမျိုးမှာအဲ့လိုမျိုးကိုယ့်ရဲ့ခင်မြင်ရတဲ့မိတ်ဆွေပေါင်းသင်းရင်းနဲ့ကိုယ့်ရဲ့အချစ်သူကြီးစားနဲ့မိတ်ဆက်ပေးဖို့မကြိုးစားပါနဲ့အဲ့ဒါလေးဟောပေးချင်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တွေ့ကြုံလာမယ်ကျွန်တော်ဂျာရဘရီသားသမီးတွေရဲ့အိမ်တော်ကြီးကိစ္စရင်းနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်အိမ်တော်ကြီးကိစ္စမှာတော့အမှန်တမ်းပြောမယ်ဆိုတော့မနာလိုမှုများတယ်ပေါ့နော်မနာလိုမှုများတယ်ဆိုတော့ကိုယ့်ရဲ့အိမ်တော်ကြီးကိစ္စတွေမှာစီးပွားရေးအဆင်ပြေလာမယ်ငွေကြေးအဆင်ပြေလာမယ်စသဖြင့်ပေါ့နော်ဒီဟာတွေအပေါ်မှာ ကိုယ့်ဘော်ကိုကြည့်မရတာဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့ကိုယ့်ရှိမှတမျိုးကိုယ့်နောက်ခွယ်မှတမျိုးဒီကိုယ့်လူရင်ထဲရပဲဖြစ်ဖြစ်ဒဇိန်ထဲရပဲဖြစ်ကိုခင်ရတဲ့လူပဲဖြစ်ဖြစ်ကိုယ့်ရှိမှမျက်နှာချိုတယ်ကိုယ့်နောက်မှာကြာကိုယ့်မကောင်းကြောင်းတွေရှောက်ပြောနေတာတွေဒီလိုဟာမျိုးတွေဒီလိုကာလမျိုးမှာတွေ့ကြုံလာနိုင်တယ်နည်းနည်းလေးဂယူးဆိုင်ဖို့အတွက်တော့လိုအပ်ပါတယ်ဒါကြောင့်မလို့လိုတာတက်ပုံပေါ်ပြီးတော့ကျွန်တော်စကားပြောတာတွေကိုယ့်ရဲ့အတွင်းရေးကိစ္စတိုင်ပင်တာတွေဆွေးနွေးတာတွေရင်ဖွင့်တာတွေမလုပ်ပါနဲ့ကိုယ့်ရဲ့အားနေချက်ကိုယ့်ရဲ့အောက်ဖဲကိုသူများ ကိုဒီလိုကာလမျိုးမှာတိုင်ပင်ဆွေးနွေးပြောဆိုဖို့အတွက်မသင့်တော်တဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်ကိုယောက်ျားမကောင်းကြောင်းဖြစ်ကိုမိန်းမမကောင်းကြောင်းကိုသားသမီးမကောင်းကြောင်းစသဖြင့်အာအိမ်ထဲအပူအိမ်ပြင်မထုတ်တာအကောင်းဆုံးဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုထုတ်လိုက်မယ်ဆိုရင်တို့တို့အတွက်ပုံမှန်ပြီးတော့ခွင့်လန်းကောင်းနေရရှိသွားမှာပေါ့နော်အဲ့တော့နောက်တစ်ခုကတော့ကျွန်တော်တွေ့ကြုံလာမယ်ကျွန်တော်ဘေးသားသမီးတွေရဝန်ထမ်းတွေနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်ဝန်ထမ်းတွေကြာနေတဲ့ကက်ပိုင်းခြားကလေအလောက်ကန်ကိစ္စတွေနဲ့ပတ်သက်ပြီးအမှန်တန်ကန်ကောင်းနေတဲ့ကာလအပိုင်းခြားလို့ပဲပြောရအောင် ဒီချိန်မှာအလုံးပြောက်နေတဲ့လူအလုံးမရှိတဲ့လူပင်လုပ်ငန်းအခွင့်အလမ်းကောင်းတွေအများကြီးရရှိလာနိုင်တယ်အလုံးရဖို့အတွက်လည်းကံထောက်ပံ့ကောင်းတွေအများကြီးရရှိလာနိုင်တယ်လုံချင်းမလုံချင်းကတော့ကိုယ်နဲ့တက်ဆိုင်တာပေါ့နော်ကျွန်တော်ပြောချင်တဲ့အိပ်ပြရလေအဲ့တော့ဒီလိုကာလမျိုးမှာအထက်လူကြီးတွေရဲ့ဆောင်းမကြည့်ရှုမှုတွေเนาะအဲစားလိုက်ဖြစ်လုပ်ငန်းကနေတစ်ဆင့်ကိုယ့်အတွက်ပျော်ရွှင်မှုပေါ့ဗျာဥမာပတ်စံရတာပဲဖြစ်ဖြစ်ကိုလိုချင်တဲ့နေရာကိုလိုချင်တဲ့ position ကိုလိုချင်တဲ့ခွင့် ကိုပြောင်းခြင်းတဲ့နေရာတွေစပြည့်ဒီလိုမျိုးကိုအတွက်လုပ်ငန်းကနေစကိုမျောလင့်ထားတဲ့အရာတွေရရှိလာလို့ပျော်ရွှင်မှုဖြစ်ပေါ်တဲ့အခြေအနေပိုင်းခြားမျိုးကိုကျတော်ပရိသတ်သမီးတွေဖြတ်သန်းနေရပါတယ်။ဒါကြောင့်မလို့ဝန်ထမ်းတွေနဲ့ပတ်သက်ပြီးတော့အလောက်ကန်ကန်ကောင်းတယ်လို့ဟောကြားပေးချင်ပါတယ်။နောက်ချက်ကတော့တွေ့ကြုံလာမဲ့ပညာရေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။အမှန်တကယ်ပြောရင်တော့ဒီကာလမှာပညာရေးနဲ့ပတ်သက်ပြီးငွေကုန်မခန့်ပါနဲ့ ဆိုတော့လေငွေအပြောင်းအများသုံးနှုံးပြီးတော့မှအဲ့ပညာရေးတစ်ခုကိုကျွန်တော်လေ့လာရမယ်စီးပူးရမယ်ဆိုမိတ်ဆွေအနေနဲ့လမ်းခုလက်မှာအဲ့ကိုစီးပူးမဲ့ပညာတွေဆက်လက်မစီးပူးအောင်အဖြစ်တွေကြုံလို့တွေ့ရတတ်တယ်ပေါ့နော်ဆိုတော့ကိုယ်အနေနဲ့ဒါမှဒါပတ်စံကုန်ကြခံထားပြီးတင်မယ်ဆိုရင်တော့တမျိုးပေါ့နော်ဒါပေမဲ့အဲ့ဒါပြောလို့မျိုးပညာရေးကိစ္စအရင်းနဲ့ပတ်သက်ပြီးငွေကုန်ကြေးကြခံတဲ့ကိစ္စတွေတိတ်မလုပ်ပါနဲ့ဒီတိုင်းကိုယ့်အကိုလေ့လာတယ်တင်လောက်တင်ယူရဲမှတ်သားတယ်ဆိုရင်ရပြီ အဲ့လိုတင်တန်းတက်တာတွေဟိုအရင် risk ခံပြီးတော့ပတ်စံနေအများကြီးပြီးငါဘောကပြောင်းလဲမယ်လို့တွားပြီးတော့တက်လိုက်လို့ရှိရင်ဘာမှဖြစ်မလာဘူးဆိုတော့ပတ်စံကုန်သွားတာပဲဖတ်တင်လိုက်ပဲเนาะအဲ့တော့ပညာရေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းမှာတော့ငွေကုန်ကြေးကြတိတ်မခံစေချင်ငွေကုန်များလိမ့်မယ်လို့ကျွန်တော်ပြောချင်တယ်ပေါ့เนาะဒါကလည်းအဲကိုအတွက်ကြောက်ပဲဖြစ်ကိုသားသမီးပဲဖြစ်ဖြစ်တခြားအာသာကိုနဲ့ပတ်သက်နေတဲ့လူပညာရေးမှာပဲဖြစ်ဖြစ်ကိုကကူညီပေးမယ်ဆိုရင်လည်းတတိထားကူညီပေးပတ်စံဆုံးတာပဲဖတ်တင်လိုက်မယ်เนาะအဲ့နောက်တစ်ခုကတော့ကျွန်တော်တွေ့ကြုံလာမဲ့ နိုင်ငံသားနဲ့ပတ်သက်တဲ့အပိုင်းကဏ္ဍဖြစ်ပါတယ်။နိုင်ငံသားကံနဲ့ပတ်သက်လာရင်တော့ဒီလိုအချိန်ခါမျိုးမှာ အကြက်တဲတစ်ခုနဲ့ကြုံတွေ့နေရထွက်ရတော့မယ်ထွက်ရတော့မယ်ထွက်ရတော့မယ်ဆိုပြီးတော့တဖြည်းဖြည်းနဲ့အနောက်ဆောင်ယူဆောင်ယူဆောင်ရနေစင်။သွားကျင်စိတ်ပါပျောက်ဆုံးတာမျိုးဖြစ်သွားတတ်တယ်။ဆိုတော့ဖြစ်လာလို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 ့ ਨੇ ဒီတိုင်းနေဘူးလှမ်းခံနေရလို့ဖြစ်နေတတ်ပါတယ်။ဒါတော့နိုင်ငံသားကံနဲ့ပတ်သက်ပြီးပြောတာပေါ့နော်။အဲ့တော့မတော်ဘူးလားဆိုတော့တော်ဘူးတဲ့ကံအခွင့်လဲနင်းတယ် နည်းတယ်ဆိုတော့ percentage အနေနဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့20ရာခိုင်နှုန်းလောက်ပဲရှိတယ်ပေါ့နော်အဲ့တော့လူရောက်100မှာဆိုလူရောက်20လောက်ပဲကျွန်တော်တို့တာသမီတွေဒီအချိန်မှာနိုင်ငံခြားမှာအလုပ်သွားလုပ်ဖို့အတွက်အစီအမံချောမွေးမှုတွေရရှိမယ်လို့ပြောခြင်းဖြစ်ပါတယ်အဲဒါဆိုရင်တော့ကျွန်တော်တို့တာသမီတွေလောက်ခြင်းနေမယ်လို့ထင်ပါတယ်အားလုံးပဲကိုကြီးကျမ်းမာခြင်းစိတ်ချမ်းသာနေဒီဆုံးပါသေးလို့ဆုမကောင်းတောင်းရင်းနဲ့ကျွန်တော်ရဲ့ဒီ live ကိုဒီမှာပဲ or live တောင်ဖြစ်နေ sorry ကျွန်တော်ရဲ့ video ကိုဒီမှာပဲရန်တော်ခွင့်ပြုပါ viewer တွေဒါအကြပါတယ်ကြည့်တဲ့လူတွေပဲပြောင်းနေလဲမသိပါဘူး